ရှမ်းပြည်မြောက်ပိုင်းရွှေလီမြစ်ဘေးကတစ်တော်ကျိုးဝိုင်းတွင်ကတားခရိုင်အတွင်းကအဖိုးတန်တစ်တွေကိုတရုတ်နိုင်ငံအတွင်းကတစ်ခိုးကိုင်းတစ်ခုက2015ခုနှစ်မလဆန်ပိုင်းကလေးကနှင်းစင်ခိုးထုတ်နေတယ်လို့ဒေသခံတွေနဲ့တစ်လုံငန်းမှာပါဝင်ခဲ့သူတွေကပြောပါရယ်။ တစ်တွေအ धिक ထုတ်ယူတဲ့နေရာဟာရှမ်းပြည်မြောက်ပိုင်းကြောင်မဲခရိုင်မုံမိန်မြို့နယ်မဘိန်းမြို့နယ်အတွင်းမှာရှိတဲ့တက်တော်ကျဝိုင်းအတွင်းကဖြစ်ပြီးအဲ့ဒီတစ်တွေကိုကချင်ပြည်နယ်မန်စီမြို့နယ်နန်းဟန်ကျေးရွာအရှိတ်နှစ်မိုင်ခန့်အကွာမှာရှိတဲ့နန်ကောက်ရွာကွင်းနဲ့မဘိန်းမြို့နယ်စုဖုတ်တော်ကျဝိုင်းအတွင်းလဝါကျေးရွာနဲ့ကလျဲလင်းရင်ကွင်းဟောင်းကျေးရွာတို့မှာစုပုံဖြတ်တောက်ပြီးတရုတ်နိုင်ငံနန်တောင်းမြို့ကိုလမ်းကြောင်း၅လမ်းနဲ့တည်ဆောင်နေရဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းကိုလုပ်ကင်ခဲ့သူတွေဟာ ပြီးခဲ့တဲ့မလ3ရက်နေ့ကအစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီးခုတ်ထားတာကတော့တန်ချိန်တောင်းကနဲလို့ပြောရမှာဖြစ်ပြီးမရေမတွက်နိုင်ကြောင်းတစ်တင်ကအစီး200ကျော်ရှိပြီးဘဟိုးက10စီးကျော်မြေတူးမြေကောဆက်တစ်တင်ရင်က15စီးလောက်ရှိကတရုတ်အလုပ်သမားတွေလည်းယာချီရှိနေရလို့သိရပါဗျ။အဲ့ဒီတစ်မောင်ကိုခိုင်းမှာဒေသခံတွေက BTY တစ်ခိုးခိုင်းလို့ခေါ်ပြီးခေါ်ယူရရှိတဲ့ရွှေလီမြေဘေးကအဖိုးတန်တစ်တွေကိုလမ်းကြောင်း၅ခုနဲ့တရုတ်နိုင်ငံနန်တောင်မြို့ကိုနေ့စဉ်သယ်ယူနေတာဖြစ်ပါတယ်။ ဲ့ဒီတခိုးထုတ်တဲ့ကိစ္စကိုဖမ်းဖို့အကြောင်းပြုပြီးအစိုးရတက်မတော်နဲ့ KIA တို့ဟာပြီးခဲ့တဲ့မလ22ရက်နေ့ညနေပိုင်းကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားလာကမလ22ရက်နေ့ကတက်မတော်ကလေးချောင်းနဲ့ KIA အရှိန်အဟန်းစခန်းတစ်ခုကို၄ချိန်ထပ်မင်းပစ်ခတ်ခဲ့တယ်လို့ KIA ကပြောကြားခဲ့ပါတယ်။ KIA ကိုနည်းပညာကျမ်းပေးအဖွဲ့ယုံကဦးထောင်ခါကမြောက်ပိုင်းတိုင်းဌာနချုပ်ကိုလှမ်းမိတဲ့အခါစခန်းကိုလာတိုက်တာမဟုတ်ဘဲတစ်ကားတွေကိုဝင်ရှင်းရင်းဖြစ်တာလို့အကြောင်းပြန်ကြောင်းမလ23ရက်နေ့ကပြောပါရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အကြီးအကဲစစ်စင်ရေးဆိုင်ရာအရာရှိထံကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်အလုတ်ကိစ္စရက်တွေများနေကြောင်းနဲ့ညီတိကိစ္စကိုမှမပြောကြားလို့သိကြောင်းဖြေကြားပါရယ်။2015ခုနှစ်နှစ်ဆန်းပိုင်းကတရုတ်နိုင်ငံသားအများစုပါဝင်တဲ့တိခိုးကိုင်းတစ်ခုကိုကချင်ပြည်နယ်မြို့နယ်သုံးခုအတွင်းမှာဖမ်းဆီးရမိခဲ့ရာလူ149ဦးကားအစီးရေ400ကျော်နဲ့အခြားယာဉ်တွေကိုဖမ်းမိခဲ့တာဖြစ်ပါရယ်။